ကဲအားလုံးပဲမင်္ဂလာပါအိုင်တာရော U3000 ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော် Greater Haiti ဖြစ်ပါတယ်ဒီနေ့ကတော့ Great Dana ရဲ့ပုံမြင်နေတဲ့မှာထင်ရှားတဲ့ Icarus ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗျအိုးရှေ့ရှေ့တုန်းက Crete ဆိုတဲ့နိုင်ငံတစ်ခုမှာ Minos လို့ခေါ်တဲ့ပြည်ကြီးတစ်ပါးကအုပ်စိုးခဲ့တယ်ဗျဒီပြင်ကြီးကတနေ့ကျတော့သူ့ရဲ့တိုင်းပြည်မှာအတော်ဆုံးလက်မှုပညာရှင်ဖြစ်တဲ့ Dedalus ကိုဆင့်ခေါ်လိုက်တယ် ဘင်းကြီးကဘာပြောလဲဆိုတော့ကဲဒက်ဒလက်စ်ကြီးအမင်းငါ့တခုခုစောက်ပြီးစမ်းကွာအဲ့ဒီတခုထဲမှာဆိုရင်အမိုးခုံနေပါရမယ်ပြီးတော့ကောက်ကွေတဲ့လမ်းနေပါရမယ်ပြီးတဲ့အခါမှာအဲ့ဒီအရာဒီဒူရီယာဝင်သွားပြီဆိုရင် ပြန်ပြီးထွက်ဖို့အတွက်ခတ်ရမယ်ပြီးတော့အဲ့ဒီလူကအပြည့်စီစိတ်တွေနဲ့ရှင်သန်နေတဲ့သူဆိုရင်အဲ့ဒီသူ့စိတ်နဲ့သူပြန်ပြီးပိတ်မိအောင်လို့မငါ့ကိုဝင်ကပားကြီးတခုစောက်ပြီးစမ်းမှာဆိုပြီးတော့ပြောတယ်ဒီတော့ဒက်ဒလက်စ်ဘက်ကလည်းဘင်းကြီးကိုပြန်မေးတယ်အရှင်မင်းကြီးဒီဝင်ကပားကြီးက တိရစ္ဆာန်တွေကိုထားဖို့လားဒါမှမဟုတ်ရင်အပြက်သားတွေကိုထားဖို့လားလို့ပြန်မေးလိုက်ဒါပေမဲ့ဘီအင်ကြီးကမင်းခေါ့ဘာမှမမေးနဲ့ငါပြောတဲ့အတိုင်းမင်းစောက်ပေးမင်းကိုငါစုအကြီးကြီးပေးမယ်ဆိုပြီးတော့ပဲပြောလိုက်တယ်ရှင်ဘရင်ရဲ့အမိန့်ဆိုတော့လေဒလက်စ်ကစောက်လိုက်ရတာပဲအဲ့တော့ ਨੇ ချိန်တစ်ခုကြာတဲ့အခါမှာဆိုရင်ဝင်းကဘာကြီးတစ်ခုပြီးဆုံးသွားတယ်အဲ့လိုမျိုးဝင်းကဘာကြီးစောက်လို့ပြီးကြီးသွားတဲ့အခါမှာကျတော့ဝင်းကဘာကြီးရဲ့အလဲကောင်တက်တက်မှာဘရင်ကြီးကအရန်ကိုထူဆန်းပြီးတော့ ရုပ်ဆရာကောင်းတဲ့တရဝါကြီးတစ်ကောင်ကိုထည့်လိုက်တယ်။အဲ့ဒီတရဝါကြီးနာမည်ကမီနိုတာလို့ခေါ်တယ်။လူတစ်ပိုင်းနွားတစ်ပိုင်းကြီးပေါ့။တော်တော်ရက်ဆက်ပြီးတော့ကြမ်းကြုတ်တယ်ပေါ့။အဲ့ဒါအပြင်အဲ့ဒီတရဝါကြီးကဝင်ကဘာထဲကိုဝင်လာတဲ့သူမှန်တယ်များယောက်ျားမိန်းမကလေးမရွယ်အကုန်လုံးကိုသူဖမ်းယူစားတောက်ပစ်တယ်။ဒီလိုမျိုးလူတွေတည်ကြကြေကြပျက်စီးကြတာအောင်မြင်တော့ဒက်ဒလက်စ်ကနယ်လေတန်ဝေကရရွာတယ်။တန်ဝေကရရွာတဲ့အခါမှာသူကအဲ့ဒီမြင်ကွင်းနေဖြစ်ရတဲ့နယ်ဝေးရအောင်ထွက်ပြေးဖို့အတွက်ကြိုးစားခဲ့တယ်။ လိုမျိုးထွက်ပြေးဖို့အတွက်ဘင်းကြီးစီမှာသူကခွင်တောင်းနေပြီးတော့သူရရမဲ့အခွင့်အရေးတွေကိုတောင်းနေပေါ့ပြောမှဆိုရင်ပတ်စံတောင်းတာပေါ့ဗျာ LS ကပတ်စံတန်ရတန်ရေးကိုတောင်းမိမဲ့ဘင်းကြီးကမပေးတော့ဘူးပြီးတော့သူ့ကိုလည်းဒီတိုင်းပြည်ကနေထွက်သွားခင်မပေးတော့မင်းသွားလို့မရအောင်တက်တက် LS အင်းဘင်းကြီးကျွန်တော်ဘာလို့သွားလို့မရတာလဲမင်းကဒီဝင်ကဘာကြီးရဲ့အကြောင်းကိုမင်းသိတယ်ပြီးတော့ဒီဝင်ကဘာကိုဘယ်လိုမျိုးဝင်ရထွက်မယ်ဆိုတာမင်းကသိတယ်အဲ့လိုမျိုးလိဝတ်ချက်တွေကိုသိတဲ့သူကိုငါရဲ့ကျွန်းကနေငါကထွက်သွားခင်မပေးနိုင်ဘူး အာအဲ့လိုမဟုတ်ပါဘူးရှင်မင်းကြီးပေါ့ကျွန်တော်ကဒီအကြောင်းကိုကျွန်တော်စောက်ပြီးကြတယ်ကျွန်တော်မေ့သွားပါပြီကျွန်တော်မှတ်မိတော့ဘူးဒါပေမဲ့ကျွန်တော်ဘယ်ချိန်ထိကျွန်တော်နေရမှာလဲဆိုမင်းတေးရဲ့ထိနေရမယ်ဆိုပြီးတော့ဘီရင်ကြီးပြောလိုက်တယ်အဲ့လိုမျိုးပြောပြောဆိုဆိုနဲ့ပဲဘီရင်ကြီးကဒက်ဒလက်စ်တို့တောက်ဖားနေရလို့ငိုသူ့ရဲ့နန်းတော်ကမြင်မာရဲ့နေရာတစ်ခုမှာခေါ်ပြီးတော့ထားလိုက်တယ်တောက်ဖားနေရလုံးကိုဝေကောင်းစားလာတွေပေးတယ်စားကောင်းတောက်ဖွဲတွေကိုကျွေးတယ်ဒါပေမဲ့သူတို့ဒီအပြင်ကိုထွက်ခွင့်မရှိဘူးပြင်ကလူတွေနဲ့ဆက်သွယ်ခွင့်မရှိဘူး ပြောမယ်ဆိုရင်တော့စည်းစိမ်တွေအပြည့်နဲ့ထောင်ကျနေတဲ့အနေအထားပေါ့သူတို့သားဖားနဲ့လာပြီးတော့တွေ့နိုင်တာကငှက်ကလေးတွေပဲရှိတယ်အဲ့တော့ငှက်ကလေးတွေကိုသူတို့သားဖားနဲ့ရောက်အစာတွေကျွေးကြတယ်ငှက်ကလေးနဲ့ပဲနည်းနည်းပါးပါးစကားပြောကြတယ်ပေါ့သူတို့သားဖားနှစ်ယောက်လုံးကအစစအရာရာအကုန်ပြည့်စုံပေမဲ့သူတို့ကစိတ်ရလွတ်လပ်မှုကိုမရတဲ့အခါမှာသူတို့ကနန်းတော်နဲ့ထွက်ပြေးဖို့ကြိုးစားကြတယ်။ဘလို့နီးနဲ့ကြိုးစားကြတာသူတို့ကထွက်ပြေးလို့မရဘူး။ဘယင်းကြီးရဲ့နန်းတော်ကစောင့်ရှောက်ခိုင်မာတယ်ပေါ့ အဲကြောင့်မို့လို့တို့မျိုးစုံအကြံထုတ်ကြရင်နဲ့အငင့်ဖြစ်တဲ့ Tetherless ကအကြံတစ်ခုရတယ်။သူရတဲ့အကြံကိုသူအကောင့်ထဲပေါ်တယ်။သူတို့စီမှာအစာလာစားတဲ့ငှက်တွေကကျွတ်ကြခဲ့တဲ့အတောင်လေးတွေကသူစူရင်းစူရင်းနဲ့တစ်နှစ်လောက်ကြာသွားတယ်။တစ်လောက်ကြာပြီးရဲ့နောက်မှာ Tetherless ကတောင်ပန်နှစ်စုံကိုသူဖန်တီးလိုက်တယ်။တောင်ပန်တွေကသူတို့စီမှာအစာလာစားတဲ့ငှက်တွေရဲ့အတောင်လေးကိုဆက်ဆက်ပြီးတော့ဖျောင်းနဲ့ချိတ်ဆက်ပြီးလှုပ်ထားတာလေးပေါ့။အဲဒီပဲသူ့ရဲ့သားဖြစ်တဲ့ ိုက်ဂရက်စ်ကိုနှိုးပြီးတော့ကသာထတော့ဖေတို့ပြန်ကြမယ်ဆိုပြီးတော့တာဖာနှစ်ယောက်လုံးသူတို့ရဲ့တောင်ပန်းတွေကိုသူတို့ရဲ့ကြောမှာ မီးပူပေးပြီးဖျောင်းနဲ့ကတ်လိုက်ကြတယ်။အဲလိုနဲ့သူတို့နန်းတော်ရဲ့မြင့်ဆုံးနေရာနဲ့ခုန်ချရဲပြီးတော့ပြန်တန်းပြီးတော့သွားကြတယ်။သူတို့ပြန်တန်းသွားတာကိုလည်းဒီ Games Mind တို့ရဲ့အဆောက်နေရာမြင်ပြီးတော့ဟာဒီတာဖာနှစ်ယောက်ပြေးပြီးလိုက်ကြလိုက်ကြလိုက်ပြီးမယ်လေပဲသူတို့ကိုလိုက်မမိတော့သူတို့ကပြန်သွားတာဦး လိုနဲ့ပြန်တန်းသွားတာနေရင်လည်းသူတို့တောတောင်ရေမြေတွေထပ်ထပ်ဖြတ်ပြီးတော့ပင်လယ်ကြီးကြီးကိုဖြတ်ပြန်နေတဲ့အချိန်မှာအဖြစ်တဲ့ Igress ကပင်လယ်စင်ရော်တွေနဲ့တွေ့ပင်လယ်စင်ရော်တွေကသူ့ကိုလမ်းနေနဲ့ရှုပ်တယ်ဆိုပြီး order ပေါ့အဲ့လိုလဲ order ရော Igress ကတွေ့လိုက်တာမင်းတို့ကတလေးဆန်ကောင်းနေပါငါလူပြန်နေပြီပထမဆုံးပြန်တန်းနိုင်တဲ့ကောင်းလေးအဲငါပဲဒါတော့မင်းတို့ထက်ငါမြင်အောင်ပြန်ပြမယ်ဆိုသူကဒီပင်လယ်စင်ရော်တွေထပ်မြင်တဲ့နေရာကိုထပ်ပြန်ပြတယ် ပြန်ပြအနေနဲ့သူကရုတ်တရက်ကောင်းငင်ပေါ်မော့ကြည့်တဲ့အခါမှာနေမင်းကြီးကိုတွေ့ဟမ်နေလုံးကြီးကြည့်ပြီးတဲ့အခါမှာသူမနာထောင်သွားလာတယ်။အိုးနေလုံးကြီးမင်းကကောင်းငင်ပေါ်မှာအမြင်ဆုံးဆိုတဲ့ဂုံကိုရထားတာပဲ။တော့ငါကမင်းထက်မြင့်အောင်ပြန်ပြမယ်ဆိုပြီးတော့ Igress ကနေလုံးကြီးစီကိုပြန်သွားတယ်။အဲ့လိုမျိုးသူ့ရဲ့သားကနေလုံးကြီးစီကိုပြန်သွားတာမြင်တော့ Dr. Less ကစိုးရိမ်တခြင်းနဲ့អော်လိုက်တယ်။ငါသားကြီးနေစီကိုမပြန်နဲ့တော့။ဒါပေမဲ့ သူ့ရဲ့အော်ဇံကမလုံလောက်ခဲ့ဘူးဆိုရင်သူတို့တောက်ဖားနှစ်ယောက်ရဲ့ကြားမှာပင်လယ်စီရော်တွေကခံနေတယ်။အမပင်လယ်စီရော်တွေရဲ့အော်ဇံတွေနဲ့ဖုံးနေတော့ Igress ကလည်းသူ့ဖေရော်တာကိုမကြားဘူးပေါ့။သူနဲ့ Igress ကနေလုံးကြီးထက်မြင်အောင်ပြန်မဲဆိုပြီးတော့တွိုင်းရင်တွိုင်းရင်နဲ့နေနှောင်းနီလာလေးနီလာလေးသူကချွေးတွေပြန်ပြန်လာတယ်ပဲ။သူ့မျိုး Igress ရဲ့ခန္ဓာကိုယ်ကချွေးတွေပြန်လာတဲ့အပြင်ဒီနေနဲ့နီးကပ်လာတာဖြစ်တာမို့လို့သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဖျောင်းတွေကလည်းကွာကြ ဖျောင်းနေကွာကြတဲ့အခါမှာဖျောင်းနေနဲ့တွယ်ဆက်ထားတဲ့တောင်ပန်းနေရလဲတသားစီပြုတ်ထွက်သွားတယ်။အဲဒါကြောင့်မို့လို့ပဲအိုးအမြင်ကြီးရနေပြီးတော့ high grass ကပင်လယ်ထဲကိုထိမရသိမရဖြစ်သွားအရှိန်နဲ့ပြုတ်ကျသွားတယ်။ grass ပင်လယ်ထဲကိုကြာတဲ့အခါမှာ high grass ကိုဒီပင်လယ်ထဲမှာရှိတဲ့ငမန်းနေတခြားသားတရိတ်ဆန်တွေကစားတော့ပြစ်လိုက်ကြတယ်။ပုံမြင်လေးကတော့ဘာလို့ဆိုလို့လဲဆိုတော့ no your limit ပါ။မင်းရဲ့အကန့်အသတ်ကိုသိပါမင်းရဲ့နေရာကိုမင်းသိပါဆိုတာမျိုး မပြိုင်သင့်တဲ့သူကိုတော့ပြီးတော့ရှင်ပြိုင်လို့မရဘူးကိုနေရာကိုသိရမယ်ကိုကြောင်းကိုသိရမယ်ဆိုပြီးတော့ဒီပုံမြင်လေးကပြောပါတယ်။ကဲနောက်ထပ်ဘာပုံမြင်နေများနားထောင်ကြကြသေးလဲ။